ကဲ့ပါခင်ဗျာကျွန်တော်နာမည်ကတော့ကိုစောနေကိုဖြစ်ပါတယ်ခင်ဗျာဝါခမောလုံငန်းကြတော့ဒနုကိုပဲအချုပ်ခွင့်ရဒေတာပြင်းနေရမျိုးနဲ့ဒေအကုန်းကြီးရွာနေပြီးတော့မှဒီဝါခမောလုံငန်းကိုမြေယူဖလာလောက်ခင်ကြတာဖြစ်ပါတယ်ခင်ဗျာဒီရွာမှာဆိုရင်အင်ချေကဒီကျွန်တော်တို့ဒီဒေအကုန်းတုံရမျိုးအကုန်လို့ရှိရင်အင်ချေက၄ရာကျော်ကျော်ရှိတာပေါ့နော်၄ရာကျော်ကျော်မှာဆိုရင်တော့ဒီတရားရခင်တော့မှာဆိုရင်95ရခင်တော့ဒီဝါခမောလုံငန်းကိုလောက်ခင်ကြပါတယ်ခင်ဗျာ ဒီ work မလုပ်ငန်းမှာကျတော့ဒါတည်တိုင်းအချိန်ပေးရတယ်လို့မရှိဘူးသူကနေနေခင်းဖြစ်မှာဆိုရင်တွန်ရစပါခင်းနေတွားပြီးတဲ့အခါကျတော့ညာညာဖြစ်မှာဆိုရင်လည်းဒီမီယိုဖြစ်တဲ့လုပ်ငန်းကိုဟိုတဖက်တလားနေမဝင်ဝင်ရအောင်လို့ဒီ work မလုပ်ငန်းကိုလုပ်ကင်ကြပါတယ်ခင်ဗျအာဒီ work မလုပ်ငန်းကိုပဲစီးပွားဖြစ်စော်ချပြီးတော့လုပ်မယ်ဆိုရင်တော့ဒီကိုယ်ရဲ့ရင်းနှီးမြှုပ်နှံမှုဒီငွေပမာဏပေါ်မှာထိပြီးတော့ဟိုအလုံးကြီးအများထွက်တယ်ဗျအဲတချို့ကျတော့ဒီမထွက်မထွက်ဘူးဆိုရင်ဒီဒီအိမ်တိုင်အိမ်မှာဆိုရင် work မကတနည်းကိုအလုံး2000 3000လောက်တော့ထွက်တယ်ဗျ တချို့စီစီးပွားဖြည့်အများရှင်တော့အာဝါကမောအလုံးကြီးရာတသိန်းနှစ်ထီကိုထွက်ချပါလေကျွန်တော်တို့ဒုနုကွန်ကိုချုပ်ခွင့်ရဒေတာမှာကြတော့စေပြိုးရေးကိုလည်းအတ္တိကလောက်ခင်ကြတာဖြစ်တဲ့အတွက်ဒီစေပြိုးရေးမှာလည်းအတ္တိကတုံးတယ်တချို့စီးရေးမှာဆိုလည်းအလားရှင်တဲ့နေရာကိုပေါ့သူပို့ပြီးတော့မှတွင်ကျလာတာပေါ့နော်ဒီဝါဝါဖာကြတော့ဒီကိုဒိန်စိတ်ထားတဲ့ဟာတော့ကိုဒိန်စိတ်ထားတဲ့ဝါချိုင်းရတော့တိတာမရှိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီပင်တရားနဲ့ဒီကျွန်တော်တို့ဒီအကုန်းယူပါနဲ့အနည်းစားဆုံးမှဖြစ်တဲ့တုံပေါ်ကြီးတို့ပြီးလို့ရှိရင် ဟိုအဝေးဆိုရင်ဂလော့ဂလော့ဖေတို့ပြီးလို့ရှိရင်တီချီတို့ဟိုအမျိုးဖေမှာဆိုရင်ရဆော့ဖေတို့ရွာငါဖေတို့တွားပြီးတော့မှဟိုလိတ်ကော့တာလည်းရှိတယ်ဗျ။ဒါတချို့လေးဆိုလည်းဒီရွာငါဖေကနေဝိဖေအားဆိုလည်းဒီဒီဆိုင်ကလေးနဲ့တွားပြီးတော့မှကော့တာရှိတယ်။တချို့ဆိုရင်လည်းတီတိုင်းကော့ပြီးတော့မှဆူပြီးတဲ့အခါကျတော့လာပြီးတော့မှကျွန်တော်တို့ရောလည်းရောင်းတဲ့လူလည်းရှိတယ်ဗျ။ဒီဘိုးဘိုးဝါပင်ရနေပြီးတော့မှကျွန်တော်တို့ရဲ့ဒီအခြေခံပြတဲ့ခါကျတော့ဒီဝါမာစာဒီဝါနေပြီးထွက်ရတဲ့ဝဖာနေပြီးတော့မှဒီခမော့ညရခမော့ တစ်လုံးလုံးရဲ့အခြေခံတော့ဒီဘိုးဘွားနေပြီးတော့မှကျွန်တော်တို့ကကုန်ကျန်းအဖြစ်တော့အသုံးပြုတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့တီချီကကျတော့ဝါကုန်းချီဖြစ်ပါတယ်ခင်ဗျာတီချီကိုကျတော့ကျွန်တော်တို့ကဒီ6ရာတာလွယ်ကူခိုင်ခိုင်အောင်ရဲ့ပြည့်ရခါကျတော့ရင်ဟိုဆုပ်ပွားမတော့အောင်လို့ဒီပြဖျုံလေးနဲ့တွဲပြီးတော့မှတီချီချီကိုပြဖျုံလေးနဲ့တွဲပြီးတော့ဒီမြှုပ်လို့ပြီးတော့မှအရှင်ရှင်သွားပါတယ်ခင်ဗျာ ြေခံကုန်ကြမ်းဖြစ်တဲ့ဝါဖာကိုကျွန်တော်တို့ဒီပုံတင်းလေးနဲ့သွားပြီးတော့မှပုံတင်းလေးချလိုက်ပါတယ်ဗျပုံတင်းလေးပုံတင်းလေးဖြာပြီးဖြာပြီးတဲ့အချိန်မှာကျွန်တော်တို့ဒီကတ်ကြီးလေးနဲ့ကတ်ကြီးလေးနဲ့ညပြီးတော့မှအရှင်ချင်းစီသွားပါတယ်ဗျဝါဖာရဲ့အမွေးလိုလိုခေါ်တာပေါ့နော်ဒါဒါမတော်လို့မတော်လို့ရှိရင်နည်းနည်းလေးလူကိုနည်းနည်းလေးရတာတာဖြစ်တဲ့အတွက်တော့ဒီဝါကုန်းစားလေးနဲ့ဒီ အမွေးလေးကိုနည်းနည်းလေးတန်ရှင်းလောက်ပြေးလိုက်ပါလေဗျာဟုတ်ကဲ့ဒီဝါဖာမှာကျွန်တော်ကျွန်တော်ကဒီဒီဝါဖာမှာအားလေးနဲ့အားလေးနဲ့ထိုးပြီးတဲ့အခါကျတော့ကျွန်တော်တို့ဒီဝါဖာကိုချိရတာပေါ့နော်ဒီလိုချရတဲ့ရည်ရချက်ကကျွန်တော်တို့ကဒီအပေါ်ကအပေါ်ကဆုံးဖို့အတွက်ဒီအုံလုံးလေးကိုရဖို့အတွက်ကျွန်တော်တို့ပုံစံဖော်ဖို့အတွက်ချရတာဖြစ်ပါတယ်ဒီလိုမျိုးချထားချပြီးချလိုက်တဲ့အတွက်ပါကုန်းချွရလာမလဲဆိုတော့ကျွန်တော်တို့ကဒီ ုံစံလေးကိုစိတ်တလူကွင်းနေဆန်းနေတယ်ပြီးလို့ရှိရင်မပြတ်သွားဘောเนาะဝါဖာမပြတ်သွားပဲနဲ့သူရဲ့ချစ်ရတဲ့အတိမ်ပဲကိုလိုရင်လိုတယ်လို့ကွင်းနေဆန်းနေအောင်လို့ကျွန်တော်တို့ဒီဝါကိုဒီဝါကချစ်တဲ့ဒီစည်းလေးနဲ့ချစ်ရတာဖြစ်ပါတယ်ခင်ဗျ။ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမော်လုံကမှာတုံးတဲ့အုံပြူတဲ့ကုံချောင်းကိုကျွန်တော်တို့ရရှိတာဖြစ်ပါတယ်။ဒါကိုကျွန်တော်တို့ကဒီဒီဝါဖာလေးကိုဒီမျိုးချိန်ပြီးတော့မှကျွန်တော်တို့ခမော်လုံကစားပြီးတော့မှလုပ်ရင်းတော့မှဖြစ်ပါတယ်ဗျ။ okay ဒါဆိုရင်ကျွန်တော်တို့ဒီကျွန်တော်ရိုးရခမော်ရဲ့ကုံချမ်းဒီခမော်ရဲ့လုံပါရဲ့ပုံချမ်းစာပြီးတော့မှပေါ်လာပြီဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်တို့ဒီဝါဖတ်မှာကျတော့ကျွန်တော်တို့ဒီပုံသေးလေးနဲ့လောက်ပြီးတော့မှဒီဒါလေးညပြီးလို့ရှိရင်တို့ဒီအနာသားလေးပေါ်လာတာပေါ့အဲအနာသားလေးကိုကျွန်တော်ကျွန်တော်တို့ကဒီခမော်ရဲ့အအုံမှာတပ်ဖို့အတွက်ဒီအနာသားလုံပါရဲ့ကိုလေလုံးလာမရှိဘဲနဲ့သူပုံသေးလေးနဲ့အဲ့ဒါရအောင်လို့လုံးဝလေလို့မရှိအောင်ဒီပုံသေးလေးနဲ့ညပါတယ်ခင်ဗျအဲ့ဒါဆိုရင်ဒါက ဒါအပေါ်အုပ်ဖိုးပုံသင်းလေးရပ်သွားပါတယ်ကြာဒါကိုကျွန်တော်တို့ကဒီအခါလေးနဲ့လှုပ်ပြီးတဲ့အခါကျတော့လုံးဝဒီတုံးလို့မရတဲ့ဒီဒီမျိုးတုံးလို့မရတဲ့အရာမှကျွန်တော်တို့ကစုံပြီးအမိတ်ထဲကိုတော့သွားတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကျတော့ကျွန်တော်တို့ဒီဝါဖာမှာတွဲပြီးတော့မှတုံးမယ် အဲဝါဖြစ်ပါတယ်ခင်ဗျာဒီဝါကျတော့ကျွန်တော်တို့ရှိမှာကျတော့၃မျိုးရှိပါတယ်တိတ်ဝါရှိတယ်ဝါကြီးရှိတယ်ရှင်မီတူးရှိတယ်ပေါ့နော်အဲဆိုတော့ဒါကျတော့ကျွန်တော်တို့ဒီဒီဝါကိုကျတော့နိုဝင်ဘာဒီဇင်ဘာလလောက်မှာကျွန်တော်တို့ကဝါကိုခုတ်တယ်ခုတ်ပြီးတဲ့အခါမှာရေထဲမှာဝါကိုခွေလိုက်တာပေါ့ဒီဝါကိုဝါကိုခွဲပြီးတဲ့အခါကျတော့ဒီမျိုးအခွေလေးဖြစ်အောင်ခွေလေးပြီးတဲ့အခါကျတော့ကျွန်တော်တို့ကဒီဒီဝါကိုရေထဲမှာရေထဲမှာ45ရေလောက်စိန်ရပါတယ်ခင်ဗျဒီရေထဲမှာစိန်ရရတဲ့ရေချက်ကတော့ဒီ ဝါအအနေအထုတ်ရခါမှာနည်းနည်းလေးဟိုပြောအောင်လို့ကျွန်တော်တို့ကရေဦးစိမ့်တာဖြစ်ပါတယ်အခုဒါဒါဆိုရင်ကျွန်တော်တို့ဒီဝါဖာမှာသုံးပြီးတော့မှဒီဝါရဲ့အနားမှာခွေတင်ဖို့အတွက်ခွေခွဲနေတာဖြစ်ပါတယ်ခင်ဗျာဒီဝါခွေကိုကျွန်တော်ကျွန်တော်တို့ကဒီတောက်မော်လေးနဲ့အနားသားကိုချွတ်လိုက်တယ်အဲဒီအဲ့လိုမျိုးချွတ်လိုက်တဲ့ချွတ်လိုက်ရချင်းရည်ရွယ်ချက်ကတော့ဒီလက်ကိုလည်းမစားတော့ဘူးပေါ့နော်ဒါဒီတိုင်းပဲဒီခွေကိုဒီမျိုးတောက်မော်လေးနဲ့အနားကိုလုံးနေတာဖြစ်ပါတယ်ခင်ဗျာ ပဲဒါကြောင့်ဒီခွေပြားမှာကျတော့ဒါအမျိုးသားအမျိုးသားခွန်မှာဆုံးမဲ့အိတ်ခမောအုံမှာတမဲတွဲပြီးပြီးတော့မှချုပ်မှာဖြစ်တဲ့အတွက်ဒါအချောအုံပင်လို့ခေါ်ပါတယ်ခင်ဗျာအတားလေးဒီမျိုးခွဲပြီးတော့အခါကျတော့တစီစီးပြီးတဲ့အခါကျတော့ကျွန်တော်တို့ဒီအမျိုးသားသုံးနှစ်တီခမောမှာဆိုရင်ဒီနေရာမှာတွားပြီးတော့မှအာနဲ့တွဲပြီးတော့မှချုပ်ပါတယ်ဒါကြတော့ကျွန်တော်တို့ဒီဆိုလာတုံးကအဲ့ဒီအချမ်းထယ်ပေါ်ပြီးတဲ့အခါကျတော့ဒီခမောအနာသားလေးကို ွားလင်းနဲ့တွဲပြီးတော့မှတွဲချောက်သွားတာဖြစ်ပါလိမ့်ခင်ဗျာခွေတင်တယ်လို့ခေါ်ပါတယ်ခင်ဗျာခွေတင်တယ်ဆိုတာဒီဝါဖာပေါ်ကိုဒီခမော့ပေါ်ကိုဒီဝါလေးတင်လိုက်တဲ့အခါကျတော့ဒီနည်းနည်းလေးခိုင်ခံသွားတဲ့အခါခွေတင်တယ်လို့ခေါ်ပါတယ်ခင်ဗျာခွေတင်ပြီးတဲ့အချိန်မှာဒီခမော့ကဒီလုံချမ်းပုံလေးထွက်လာပါတယ်ခင်ဗျာအဲ့ဒီအထက်မှာကျွန်တော်တို့ကတရားကိုပုံလေးနဲ့ရေးပြီးတော့မှဖော်ဖို့အတွက်ကိုကျွန်တော်တို့ ထဲခွင်းအထဲအထဲအထဲခွင်းနင်းလို့ခေါ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ဒီပုံချမ်းထွက်လာပြီးတဲ့အခါကျတော့ခမုတ်အုပ်တပ်ဖို့အတွက်ဒီခွန်ဆွန်တပ်ဖို့အတွက်ဒီပုံလေးနဲ့ရေးလိုက်ပါတယ်ခင်ဗျာပုံလေးရေးပြီးတဲ့အခါမှာဒီဝါခွေလေးနဲ့ဒီခမော်လေးကိုဖောက်ရအောင်အတွက်ဒီဝါခွေလေးနဲ့ခါပြီးမှနင်းလိုက်ပါတယ်ခင်ဗျာ ုတ်ကဲ့ပါဒါဆိုရင်ဒါကျွန်တော်တို့ဒီခမော်ရဲ့အခံပြားဖြစ်တဲ့ဒီကုံကြောင်းကိုစာပြီးတော့မှရလာပါပြီဗျ။ဒါဆိုရင်ဒါခမော်မညီမညာဖြစ်မှာဆိုဒီခမော်အနာကိုတင်းနေတာဖြစ်ပါတယ်။အဲဆိုဒါခမော်အနာတင်းပြီးတော့ဒီအလဲထဲကိုဖော်ပြီးတဲ့အခါမှာကျွန်တော်တို့အပေါ်ကအခွန်ဆွန်းကိုတတ်မှာဖြစ်ပါတယ်ခင်ဗျ။ ကဲ့ပါဒါကျတော့ဒီခမော့အပေါ်မှာခွန်မှာဆွန့်ဖို့တွေခွန်အုံကိုကျွန်တော်တို့ကဒီအုံရဲ့အနာသားကိုဝါခွေလေးနဲ့ပတ်ပြီးတော့မှအုံကိုပတ်ပြီးတော့မှ6လီတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီသက်မှာကျွန်တော်တော့အုံအုံခုတယ်လို့ခေါ်ပါတယ်ဒီအပေါ်ကျွန်တော်တို့အပေါ်ခုံးဆုံးဖို့အတွက်ဒီအောင်ကိုစားချုပ်တာဖြစ်ပါတယ် အောင်ထိုးတဲ့အခါမှာကျွန်တော်တို့ကဒီဒီတထထဲဆိုရင်တော့နည်းနည်းလေးပြောတာပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ကဒီရာသီဥတုတောင်လဲခံနိုင်အောင်ပြီးလို့ရှိရင် modern leader ဒီနေပူတာလဲခံနိုင်အောင်ဆိုပြီးမှကျွန်တော်ဒီလထခံပြီးတော့မှအဲချုပ်ရတာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်တော့ကျွန်တော်တို့ဒီခမော့အုံမှာအလာရှင်တဲ့ပုံစံမျိုးပေါ့နော်တချို့ကလည်းဒီရှေ့မရှိုးပဲနဲ့ဟိုဒီခမော့ခံပြမှာခံပြမှာတိုက်တာလည်းရှိတယ်တချို့ကလည်းဒီရှေ့ရှိုးတွေမှာတတ်တာပေါ့ဒါကြောင့်တော့နည်းနည်းလေး color လေးနည်းနည်း ပါတဲ့အခါကျတော့ခမောပို့ပြီးတော့လာပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒါဆိုရင်ကျွန်တော်တို့ဒီအောက်ခံအပြားလဲရပြီအပေါ်ကအတမဲ့အုံလဲရတော့ရသောပဲဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီအောက်ခံအပြားရဲ့အပေါ်ကခွန်ဆွမဲ့ခွန်အုံရဲ့ကိုကျွန်တော်တို့တွဲတွဲပြီးတော့မှချုပ်ပြမှာဖြစ်ပါတယ်ခင်ဗျာ တော့တနုကမောင်ချုပ်ခန့်ဒေတာပြည်နယ်မြို့နယ်တည်အကုန်းကြီးရမှာချုပ်လုပ်တဲ့မြို့ဖလာဝါခမော်လုံငန်းရဲ့အမျိုးသားဆောင်ဖြစ်ပါတယ်ခင်ဗျဒါကြတော့အမျိုးသမီးဆောင်အမျိုးသမီးဆောင်လည်းခမော်ဖြစ်ပါတယ်ခင်ဗျဒီအမျိုးသားဆောင်ကကြတော့ဆေးရဲ့အမျိုးသမီးဆောင်လည်းအတူတူပဲဗျအဲဆိုတော့ဒါကြတော့တခြား2000လောက်ရှိတယ်အမျိုးသမီးဆောင်လည်းတခြား2000လောက်ရှိပါတယ်ခင်ဗျဟုတ်ကဲ့ဒီကျွန်တော်တို့ဒီပြည်နယ်မြို့နယ်တည်အကုန်းကြီးရမှာရှိတဲ့ဝါခမော်လုံငန်းကိုအစ်သွေးမှာကိုချင်းနေဆိုရင်တော့ကျွန်တော်တို့ယူအားထေကိုလာပြီးတော့မှဝယ်လို့လည်းရတယ်ပြီးရရှိရင် အဲဒီအခုဆိုရင် social media လေးခေစားလာဖြစ်တဲ့အတွက် work မလုံးကလုံးရိတ်ရှက်ရိတ်ပြီးတော့မှဒီ social media link ပေါ်နေပြီးတော့မှလည်းမှာယူလို့ရပါတယ်ခင်ဗျာဖုန်းနံပါတ်ကြတော့ကျွန်တော်တို့3996 3 3 9 3 3 9 6 8တွင်ပြီးတော့မှာယူလို့ရသလို3996ခုရှိခု9စီ3 9ဆယ်ကိုလည်းရှိတယ်မှာလို့ရပါတယ်ခင်ဗျာတော်ရလောက်ကမှအချမ်းသုံးသုံးတဲ့ခမောဖြစ်တယ်လို့ဒီအချမ်းထဲကိုအခြေခံပြီးတော့မှကျွန်တော်တို့ရှင်းထုတ်ပြီးတော့မှဒီမျိုးအချောထဲအလားရှင်ပြီးတော့မှ ချုပ်တဲ့ခမော်လည်းရှိပါတယ်ခင်ဗျဒါဒီအချောထဲဆိုရင်ဒီခမော်ခမော်လုံးချမ်းလေးကိုဆေးတုပ်ပြီးတဲ့ခါကျတော့ဒီဝါဝါချင်လေးနဲ့ကွေးပြီးတဲ့ခါကျတော့ရှေးလေးဆူပြီးတော့ခမော်လုတ်တယ်လုတ်တဲ့ခါမှာဒါဆိုရင်ဒီအလာခမော်လေးကိုဆိုတော့ဟိုစသော့ချိန်လို့ပြီးတဲ့ခါကျတော့ coffee chain နေမှာဆိုရင် decoration ပိတ်နေမှာအများဆုံးအသုံးပြုတာဖြစ်ပါတယ်အဲဒီခမော်လေးကိုလည်းကျွန်တော်တို့ကဒါဒါကြတော့တမျိုးတစားပေါ့နော်ဒါကြတော့ဒီအပေါ်ကအုံမပါပဲနဲ့ဒီဒီခမော့ အကျန်းအခံပြလေးပဲကိုကျွန်တော်ရှင်ထိုးပြီးတော့မှအလားရှင်ထားတာဖြစ်ပါလေခင်ဗျာဟုတ်ကဲ့ဒါကြောဒီဒီအတော်ကကြတော့ဒီဝါခမော်လုံးကမှကြတော့ဒီအလားဒီကုံချောင်းကိုအခြေခံပြီးတော့မှဒီအလားခမော်လုံးဝါကြီးကိုလာလာပေါ်ပါဖြစ်တော့အောင်ရေလုံနေတဲ့အတော်ဖြစ်ပါလေခင်ဗျာဟုတ်ကဲ့ဒီဒီအတော်ကကြတော့ဒီဝါခမော်လုံးကကိုလုံနေတာဆိုရင်နီဘွန်69နီလောရှိပါလေခင်ဗျာ ်ငငယ်လေးကလေးကသူနီယိုခလာဖြစ်တဲ့ဝါခမော်လုံငန်းကိုရေလောက်တာဖြစ်ပါတယ်ခင်ဗျ။ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ဒီဝါခမော်လုံငန်းကိုလုံးဝပြီးစီးပြီးတဲ့အခါကျတော့ဒီအချာ90တွဲတွဲပြီးတဲ့အခါကျတော့ကျွန်တော်တို့စေးကွေကိုတင်ဖို့ဖို့ ready ဖြစ်နေတော့တာဖြစ်ပါတယ်ခင်ဗျ။ ဟုတ်ကဲ့ပါခင်ဗျာဒါကြတော့ကျွန်တော်တို့တနုကပင်ကိုချုပ်ခွင့်ရဒေတာပင်းနေရမြို့နယ်တေကုန်းကျေးရွာမှာထွက်ရှိတဲ့ဒီဝါခမော်လုံငန်းကနေပြီးတော့မှဒါကျွန်တော်တို့ဒါစေးခွေကိုတင်ပို့ရောင်းချဖို့အတွက် ready ဖြစ်နေတယ်ဝါခမော်ပဲဖြစ်ပါတယ်ခင်ဗျာဒါဒီကနေပြီးတော့မှကျွန်တော်တို့ဒီကားတွေနဲ့တင်ပြီးတဲ့အခါကျတော့မန္တလေးတို့မထီလာတို့ကလောအွန်ပန်းပြီးတဲ့အခါကျတော့ရာစော့ဖေးကိုဒါတင်ပို့ရောင်းချမှာဖြစ်ပါတယ်ခင်ဗျာ